စကိုင်းတိုင်းကြောင်မြောင်မြို့နယ်မန္တလေးတိုင်းစိန့်ကူးမြို့ကိုဆက်သွယ်ထားတဲ့ရတနာသင်္ခတရာဟာအောက်တိုဘာလ29ရက်နေ့မနက်အစောပိုင်းမှာမိုင်းခွေးဖြက်စီးခံလိုက်ရရလို့ဒေတာခန့်တွေကပြောပါရီကြောင်မြောင်မြို့ဖက်ကျန်းတရာထိတ်ကိုစစ်တပ်ကတက်ဆွေးထားပြီးစိန့်ကူးဘက်ကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတာပါအခုပျက်စီးရမှာတော့စိန့်ကူးဖက်ကျန်းကတရာပိုင်းမှာပျက်စီးသွားတာဖြစ်ပါရီ စစ်တပ်ထောက်ခံတဲ့ Telegram Channel တွေမှာတော့ပြည်သူ့ကာကွယ်ရေးတပ်တွေကမိုက်ခွဲဖျက်ဆီးလိုက်တာလို့ဖြန့်ဝေနေကြပြီး ဘေးအဖွဲကလှုပ်ဆောင်ခဲ့လေဆိုတာကိုတော့ဒီဘူဘီအနေနဲ့တိကျအတိမပြုံနိုင်သလိုအချင်းနဲ့အသေးစိတ်ကိုသိရှိရဖို့စိန်ကူကာကွယ်ရေးတပ်ဖွဲ့တို့ကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါသည်။တရားပြည့်စီတော့ပြီးတဲ့နောက်စိန်ကူမြို့နယ်တွေကိုစစ်ကောင်စီက၅ချိန်ထပ်မနေလေးချောင်းတိုက်ခိုက်တယ်လို့ဒေသခံတယောက်ကဒီဘူဘီကိုပြောပါသည်။တစင်နစစ်ကွန်စစ်စင်ရဲ့အတွင်မန္တလေးအထက်ပိုင်းကတပိတ်ချင်းမိုးကုတ်စိန်ကူမြို့တွေကိုတော်လေးရေးပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ပြီးမတရားမြို့နယ်ကနေမြေအများစုကိုလည်းထိန်းချုပ်ထားခဲ့ရပါ။ဒါပေမဲ့ က်ရှိမှတပေးချင်းမြို့ကိုစစ်ကောင်စီပြန်လည်သိမ်းယူထားပြီးမန္တလေးမိုးကုတ်လမ်းပိုင်းကဖော့တော်လမ်းစုံကိုလည်းအော်တိုဘားလ14ရက်နေ့မှာသိမ်းယူထားပါရဲ့ရှင်။